မင်္ဂလာပါကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲလက်ရှိမြန်မာနိုင်ငံရေးဟာအတော်လေးရှုပ်ထွေးပြီးတင်းမာနေတဲ့အခြေအနေဒီလိုအခြေအနေမှာပဲခူးတိုင်းဟာဘလို့အရေးပါတဲ့ခန်းကဏ္ဍနဲ့ပါဝင်လာမလဲဒေါ်လာရေးအတွက်နောက်ဆုံးအဖြစ်တစ်ခုထိဖြစ်လာနိုင်မလားဆိုတာကျွန်တော်တို့ပို့ပြီးနားလည်အောင်တောက်တက်သွားပါမယ်ပကုတ်တန်းကိုစစ်ကောက်စီရဲ့အသက်ရှူတဲ့ပိုက်တစ်ခုလိုတင်စားကြည့်လိုက်ပါလူတယောက်အတွက်အသက်ရှူတဲ့ပိုက်ဘလောက်အရေးကြီးလဲဆိုတာအလုံးသိမှာပါ ဲ့လိုပဲဒီကိုတိုင်းဟာလည်းစိတ်ကစီအတွက်စည်ရည်ရရောဆက်မှုလက်မှုအရာရောမရှိမဖြစ်လိုအပ်တဲ့အောက်ဆီဂျင်ပေးဆက်တစ်ခုလိုပါပဲအခုမြေပြင်အခြေအနေကိုကြည့်မယ်ဆိုရင်အနောက်ဘက်ကအာရကတက်တော့ကပြည်ပြည်ထိုးစစ်ဆင်လာတယ်လို့ PR ပိတ်ချေချောင်းနေတာဖြစ်ပါတယ်အရှိတ်ဘက်မှာ PNU တို့ PDF တို့ကနေပြီးတော့လက်ဝါးရပြီးထိုးစစ်ဆင်နေတဲ့အခြေအနေတွေ့ရပါတယ်ဒါကိုကျွန်တော်တို့ညက်ပါမို့ view ဟာလို့ပြောလို့ရပါတယ်ဒီလိုမျိုးနှစ်ဖက်ညက်တိုက်ခိုက်မှုတွေကြောင့်စစ်ကောက်စီဟာအသက်ရှူကျလာတယ်လို့ခံစားရပြီးသူတို့ရဲ့ ရှေ့တရက်တည်မှုအတွက်နောက်ဆုံးစိတ်ခွန်မှုတစ်ခုဖြစ်လာနိုင်မယ်ဆိုတာစိတ်ဝင်စားစရာအခြေအနေဖြစ်ပါတယ်။ဘုတ်တိုင်းဟာစစ်တပ်အတွက်ရွှေဥတဲ့အကျမကြီးလိုမျိုးပါ။စစ်မှုစုတွေအများကြီးရှိတဲ့ဒီဒေတာဟာစစ်တပ်အတွက်လက်နက်ခဲယမ်းနဲ့အခြားလိုအပ်တဲ့ထောက်ပံ့ပစ္စည်းတွေရဲ့အဓိကထွက်ပေါက်တစ်ခုဖြစ်ပါတယ်။ဒီကျမကြီးကိုတစုံတစ်ယောက်ကလက်ပေးညှိလိုက်ရင်ဘယ်လိုဖြစ်မလဲဆိုတာကိုပြည်သက်ကြီးတွေးကြည့်လိုက်ပါ။စစ်တပ်ဟာဘယ်လောက်ပဲအင်အားကြီးတဲ့ဆိုအောင်တော့ဒီရွှေကျက်ဥတွေမရတော့ဘူးဆိုရင်သွေးမရောက်တဲ့နှလုံးတစ်ခုလို့ တဖြည်းဖြည်းအပြောက်သွားပြီးနောက်ဆုံးမှရက်တန့်သွားမှသိချပါတယ်။အခုမီးပြင်းမှာဘယ်လိုတိုက်ပွဲတွေဖြစ်နေလဲဆိုတော့ကိုကြည့်မယ်ဆိုရင်ရခိုင်ပြည်နယ်ရဲ့ဝင်ပေါက်တစ်ခုဖြစ်တဲ့တောင်ကုန်းကနေပြီးတော့အေအေတပ်တွေဟာမိုးဒီတောင်ကိုသိမ်းပြီးတော့ပဒေါဘက်ကိုဆင်းလာတာဟာဒိုမီနိုတွေတစ်ခုပြီးတစ်ခုပြိုကျလာတယ်လို့အခြေအနေဖြစ်ပါတယ်။တစ်ခုလည်းရင်နောက်တစ်ခုဆက်လက်တယ်လို့အေအေရဲ့အောင်မြင်မှုတွေကတခြားဒေသတော်လိုင်းအင်အားစုတွေကိုလည်းမိစိတ်ပြပြီးတက်စေပါတယ်။ အဲ့ဒါဟာတော်လိုက်တဲ့ဖွဲ့တွေရဲ့အာသာချက်ကဘယ်လိုဖြစ်လာမလဲဆိုရင်အဓိကအာသာချက်ကစစ်တပ်ရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကိုတိတိကျကျဖျက်တောက်နိုင်တာဟာအာသာချက်ဖြစ်ပါလေစစ်တပ်အတွက်လက်နက်အရေးခါတွေမရောက်တော့ဘူးဆိုရင်ရေခါပြက်ရင်တပ်ပြက်ဆိုသလိုပဲဘယ်လိုမှကြကြတောက်ခတ်နိုင်မှာမဟုတ်ပါဘူးနောက်တစ်ခုကတော်လိုက်အစုတွေရဲ့တောက်ကြစစ်စင်ရင်းနှီးပြဟာကိုကျွမ်းကျင်စွာအသုံးပြုနိုင်တဲ့အခြေအနေပြောလို့ရပါတယ်ပြည်သူတွေရဲ့နှလုံးသားကိုတိုက်ပိုက်ထားတဲ့အပြင်အဲ့ဒီနှီးပြဟာကိုကောင်းကောင်းအသုံးချလိုက်တဲ့အတွက် စစ်တပ်ဟာတန်ချိကြိုက်တဲ့ပရိသတ်အုပ်လို့တော်တော်လေးခက်ခဲတဲ့အခြေအနေကြုံလာရပါတယ်စစ်ကောက်စီဘက်မှရောအာဏာချက်တွေမရှိဘူးလားဆိုရင်အများကြီးရှိပါတယ်အဓိကအာဏာချက်ကတော့စစ်တပ်အင်အားကိုနေရအနက်ရေကိုပတ်ဖြန်းသလိုပတ်ဖြန်းထားရတဲ့အတွက်ကြောင့်တနေရာထဲမှာအင်အားပြပြဝဝနဲ့ခက်ခဲမှမမထားနိုင်တော့ပါဘူးနောက်ပြီးတော့စက်ရုပ်တွေကိုဝင်ရောက်စီးနှင်းလာတဲ့အခါမျိုးဆိုရင်လည်းခန္ဓာရည်မရှိဘဲနဲ့အထိမကန်တဲ့ထန်ခွက်လိုမျိုးအပြောင်းနေတာကိုတွေ့ရပါတယ် ဒီနေရာမှာစေရေးပြူဟာအရာတော်လိုင်းအရာဆိုရင်တုံးနေတဲ့အခြေအနေကိုကြည့်ရမယ်ဆိုရင်ဂျူရိုတိုင်းခွက်ဂျူရို strategy ကိုတုံးနေတာတွေ့ရပါတယ်ဂျူရို strategy ဆိုတာကိုတက်အင်အားကြီးတဲ့သူကိုသူ့ရဲ့အင်အားကိုပဲပြန်တုံးပြီးတော့လဲချသလိုပါအခု PDF တွေ EAO အနေနဲ့မဟာမိတ်အရာစုတွေကအစက်ကောက်စီရဲ့အာတာချက်ဖြစ်တဲ့စစ်ရုပ်တွေကိုပြင်မှတ်ထားတိုက်ခိုက်ဖို့စူးစမ်းနေတဲ့အခြေအနေဟာစစ်ကောက်စီကိုနာကျင်အောင်ထိုးနှက်နေတဲ့အခြေအနေလို့ပြောလို့ရပါတယ် arakha.aa ဒီဘက်က KNU PDF တွေဟာ ပူပေါင်းပြီးတော့အေအေတို့အထူးစစ်ဗဒောင်းဘက်ကဆက်ရုပ်တွေကိုပြည်ထောင်ထဏတိုက်ခိုက်မယ်ဒီဘက်ကပိတ်ဆို့ထားမယ်ဆိုရင်တော့စစ်ကောက်စီရဲ့စစ်ရေးအာသာချဲဆိုတဲ့စွမ်းရည်မရှိတော့ပါဘူးသူ့ရဲ့စစ်ရေးစွမ်းရည်ဟာရေတခွန်ကတုတ်ကြတဲ့ရေစည်းလိုပဲပြန်တက်လာဖို့မလွယ်တော့ပါဘူးဒီတော့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့စစ်ကောက်စီရဲ့စွမ်းအားတွေဟာခန်းချောက်သွားမယ်အခြေအနေကြုံနေရပါတယ်အဲ့လိုအခြေအနေကိုကြည့်ရင်ဘကိုးတိုင်းဟာဒေါ်လာရဲ့အောင်ပွဲခံစစ်မြေပြည်တစ်ခုဖြစ်လာနိုင်မလားဆိုတာစဉ်းစားစရာအခြေအနေဖြစ်လာပါတယ် အတန်းကိုဂျူဒိုဗျူဟာတုံးပြီးထိုးစစ်ဆင်ခြင်းအပြည့်စစ်ကောက်စီဒဏ်ရာအပြည့်ထက်ရအောင်ဘယ်လိုလုံဆောင်နိုင်မလဲဆိုတော့ကိုကျွန်တော်တို့တွေလေ့လာကြည့်ဖို့လိုတယ်။ဒါဟာနံပါတ်၁စစ်အဆုံးသတ်နိုင်မလား။ပကိုးတန်းဟာစစ်ကောက်စီရဲ့အသက်သွေးကြောဗဟုအချက်သုံးခုတည်းကတစ်ခုပါ။ဒါဟာစည်ရေးဗဟုလို့ပြောလို့ရတယ်လို့ကြံတစ်ခုဆိုတာကနေပြီးတော့အုတ်ချုပ်ရေးဗဟုရန်ကုန်စီးပွားရေးဗဟုနဲ့ထိစပ်နေတဲ့အခြေအနေဖြစ်ပါတယ်။ကပ္ပစာရီပေါ်တဲ့စစ်မှုစုတစ်ခုလုံးပြာကျသွားမယ်ဆိုရင်ဘယ်လိုဖြစ်လာမလဲတွေးကြည့်လိုက်ပါ။ ဒါကြောင့်စက်မှုစုံတစ်ခုလုံးပြာကျသွားနိုင်တဲ့အဓိကဆင့်မြင့်ပြင်ဖြစ်လာနိုင်ပါတယ်။ AA ရဲ့အနောက်ဘက်ကထိုးလာတဲ့မုန်တိုင်းလိုထန်တဲ့ထိုးစစ် KNU PDF တွေရဲ့တဖြည်းဖြည်းတိုးဝင်လာတဲ့ခြေတံတဘူတိုင်းတွင်မှာစစ်ကောက်စီရဲ့စစ်တပ်အင်အားတွေပြန်ကျဲပြီးတော့စက်မှုထန်အသက်တွေနဲ့အားဖြစ်ထားတဲ့အခြေအနေတွေ စစ်ကောက်စီရဲ့ဆက်ရုပ်တွေတဖြည်းဖြည်းမီးလောင်ပြီလို့ပျက်စီးမှုများလာနိုင်တဲ့ဆိုးရိမ်မှုတွေနဲ့ line of communication လို့ခေါ်တဲ့အဓိကထောက်ပံ့ရေးလမ်းကြောင်းတွေအကုန်လုံးဒေါ်လိုင်းအစုတွေပိတ်ဆို့ထားနိုင်တဲ့အခြေအနေနီးကပ်လာပါတယ်။အဲ့လိုအခြေအနေတွေကြောင့်စစ်ကောက်စီအခြေအနေကိုတင်းကျပ်ကျပြောချင်တာကစစ်ရေးရဘကိုးတိုင်းကိုသူမကောက်ွယ်နိုင်စွမ်းမရှိတော့ဘူးဆိုရင်ဒါဟာစစ်တပ်ကိုအပြစ်တက်ရှုံးနေခြင်းစီကိုတွန်းပို့နိုင်မလားဆိုတာမေးခွန်းထုတ်လို့ရပါတယ်။ ဖြစ်နိုင်ခြေတောက်ခုကျွန်တော်တို့တောက်တက်လို့ရတယ်ဖြစ်နိုင်ခြေတစ်ကအစက်ကောက်စီဒရမတာနဲ့ဦးတီချေလွယ်မှာပြီးခရောင်ခြောက်ချာတက်တန်းကုန်သွားမဲ့အခြေအနေစက်ကောက်စီကပကိုးတိုင်းကိုတော့မကောက်ဝင်နိုင်တော့ဘူးဆိုရင်တော်လိုက်တက်တွေကစစ်တပ်ရဲ့အသက်ရှူလမ်းကြောင်းကိုလီးဖြတ်နိုင်ပြီးတော့ပကိုးတိုင်းကိုတန်ခွေပတ်တယ်လို့ဝိုင်းပတ်ပိတ်ဆို့ထားနိုင်တဲ့အခြေအနေပြောလို့ရတယ်ဖြစ်နိုင်ခြေနှစ်ကအင်အားပြတ်နေမှုပြိုလဲခြင်းစစ်ကောင်စီရဲ့အင်အားတွေဟာတမတ်ထောက်ချတမတ်ခုံခုံလို့ဟာလေတခြားစစ်မျက်နှာတွေကိုဖျက်နှက်ထားသလို စစ်မှုထမ်းအင်အားနဲ့ဖြည့်တော်တဲ့အင်အားဟာလည်းအားနည်းပါတယ်။အဲ့လိုရေတက်မဝင် ဖြတ်ကျက်ပြီးတော့ကောက်ွယ်ထားတဲ့စစ်စစ်ရေးတွေကိုပြင်းထန်တဲ့ထိုးစစ်တွေနဲ့အခြေကြကြမခံနိုင်တော့တဲ့အခြေအနေမှာစစ်ကောက်စီရဲ့တပ်သားတွေရောစီလုံးမှုတွေအကွဲကြောင်းထလာပြီးတော့တပ်ပြေးတော်တွေအလံဖြူထောင်းတော်တွေ CDN ဝင်တော်တွေနဲ့တဖြည်းဖြည်းရေစီးသလိုပဲထွက်ပြီးတော့များလာနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ဖြစ်နိုင်ချေတော့ကတော်လိုက်တက်တွေအင်အားပိုကောင်းလာတဲ့အချိန်တွေတော်လိုက်တက်တွေဟာဘကိုးဘုသာအောင်မြင်စွာထိ ंछ ုပ်သိမ့်ပိုက်နိုင်ခဲ့မယ်ဆိုရင် KNU တို့ AA NUG PDF စတဲ့အားစုတွေကမြန်မာနိုင်ငံတဝန်းလုံးမှာစစ်ရေးအရအရှိန်ဟုန်မြင့်မားတဲ့အောင်မြင်မှုတွေပို့ပြီးရရှိလာမှာဖြစ်ပါလေစစ်စင်ရေးတွေဘယ်လိုလုပ်မလဲဒါဟာ YouTube view ဟောက်ကပေါ့ရမှာပါအားသာချက်ကိုအားနှက်ချက်ဖြစ်ကြောင်းတဲ့အတော့ပြတ်ပြူတာတို့လိုတာဖြစ်ပါလေစစ်ကောက်စီကသူ့ရဲ့ကပ္ပစဆက်ရုပ်တွေကိုအသက်တမျှအားကိုးနေတဲ့အခြေအနေကြောင့်ဘကိုတိုင်းထက်ကဆက်ရုပ်တွေကိုထိချုံနိုင်တယ်အတော့မဟုတ်ဖြစ်စည်းပြင်းနိုင်တယ်ဆိုရင်ကျွန်တော်တို့တွေရဲ့လုပ်ရက်တွေပို့ပြီးတော့ထိရအောင်လှုပ်ဆောင်နိုင်မှာဖြစ်ပါလေ ထောက်ပံ့ရေးလမ်းကြောင်းကျိုးတွေကိုဖျက်တော့ခြင်းယထာလန်ကာလန်ရန်ကုန်မန္တလေးလိုနေပြည်တော်သွားတဲ့လမ်းကြောင်းတွေလိုအောက်ပိုင်းအထက်ပိုင်းလမ်းကြောင်းတွေကိုစစ်ကောက်စီရဲ့အဓိကအောက်ကိုနေတာဖြစ်ပါလေလက်နက်ထောက်ပံ့မှုတွေကိုလက်ခိုက်ထိတ်ထုတ်လို့ရပါတယ်အဲ့ဒီအနေနဲ့တစ်စက်ပို့ပြီးအောင်မြင်လာမယ်ဆိုရင်ရန်ကုန်နေပြည်တော်စတဲ့အဓိကဗဟိုတွေကိုတော်လိုက်တတ်တွေကစစ်ကောက်စီတပ်သားတွေကိုတန်လိုက်အိမ်အောင်တစ်ခုလိုမျိုးပဲတဖြည်းဖြည်းနဲ့စီယုတ်သိမ်းသွင်းနိုင်တဲ့အခြေအနေဖြစ်လာနိုင်ပါတယ် ဒါအပြင်စစ်တပ်ဟာမြို့ရေးတိုက်ခိုက်မှုတွေမှာပြောင်းရတဲ့ကြိုးတချောင်းလို့ပါပဲအားနည်းတဲ့ဆိုတဲ့တပ်သိပ်တွေအများကြီးကျွန်တော်တို့ပြနိုင်ခဲ့ပါတယ်မြို့တွင်းထိုးစစ်ရန်ကုန်တို့လိုမျိုးနေရာတွေကိုစစ်တပ်ကိုပို့ပြီးတော့ဖိအားပေးထိခြားလို့ရတယ်စစ်တပ်ကိုအမြင့်ဖြတ်တဲ့လုပ်ရက်တွေလည်းတဖြည်းဖြည်းကြံစပြီးတိုးမြင့်လှုပ်ဆောင်နိုင်ပါတယ်နောက်တစ်ခုကဝိုင်းပတ်ပိတ်ဆုချင်းမဟာဗျူဟာဒါဟာအဓိကသွေးလော့ကြောတွေဖြတ်တောက်တာဖြစ်ပါတယ် KA KNU တို့အနေနဲ့ဘကိုးရဲ့အနောက်နဲ့အရှေ့ကိုတကယ်နဲ့တိုက်ခိုက်လို့ရပါတယ် PDF တွေကဝိုင်းပတ်ပြီးတော့ဗကိုးမျိုးကိုပြူဟာမြောက်ကြောက်ွက်လို့ပိတ်ဆို့နိုင်အောင်တိုက်ခိုက်လို့ရပါတယ်။မြို့ရဲ့အသက်ရှူပေါက်ဗကိုးအဝင်ထွက်စားတဲ့လမ်းကြောင်းတွေကိုတန်တတိုင်းလို့ပိတ်ဆို့ထားနိုင်ပါတယ်။နောက်တစ်ခုကအပြည့်ထက်ထိုးစစ်ဆင်ခြင်ပြူဟာကပ္ပဆာလိုမျိုးစိတ်ရုပ်တွေစိတ်ကောက်စီရဲ့အဓိကစီအနေအရာတွေကိုတိုက်ခိုက်လို့ရပါတယ်။စစ်တပ်ဟာဗကိုးမှာအင်အားတောင့်လို့စုဖွဲ့စည်းမှုဟန်ပြလာပဲရှိတဲ့အခြေအနေပါ။အဲ့လိုအခြေအနေမှာ ်စည်ရေးထောက်ပံ့မှုတွေတာရရှိမှုရေလို့ဖမ်းချောက်သွားမယ်ဆိုရင်တက်တန်းခုတ်သွားနိုင်တဲ့အခြေအနေပြောလို့ရပါတယ်။လက်နက်တွေအဓိကပံ့ပိုးရဖြစ်တဲ့လက်နက်ထုတ်လို့ရစက်ရုပ်တွေမိလောက်ပြင်းလို့ပျက်စီးသွားနိုင်ပါတယ်။မြို့နယ်တစ်ခုချင်းစီမှာတော်လိုင်းရဲ့ခံတပ်တွေအမာခံဒေသတွေ strong hold တွေကိုတိဆောက်ဖန်တီးနိုင်ပါတယ်။ဒီကုတ်ချုပ်ပြောရမယ်ဆိုရင်တော်လိုင်းရဲ့အစ်စ်တစ်ခုတက်လာတဲ့မြို့သိမ့်တိုက်ပွဲလှုပ်ရှားမှုတွေနဲ့အတူစစ်ကောက်စီတက်ကိုကြာဆုံးအောင်တွန်းပို့လို့ရပါတယ်။ ပကိုးဟာနီစပြီးတော့စစ်ကောက်စီအသက်သေးကြောတွေဖြစ်တာကြောင့်ထိုးစစ်ဆင်မှုအချိန်မြင့်တင်ခြင်းတွေဟာတော်လိုင်းရွတ်အတွက်မဖြစ်မနေလုံဆောင်ရမယ့်ကိစ္စတစ်ခုဖြစ်ပါတယ်။ဘာကတတော် AA KNU PDF မဟာမိတ်တွေရဲ့ပူပေါင်းမှုဟာပကိုးကိုပိုက်နိုင်အောင်ထိ ंछ ုံနိုင်မဲ့ဆိုရင်တော့စစ်ကောက်စီရဲ့စစ်တော်ရေးလမ်းကြောင်းတွေပြတ်သုံးသွားပြီးတော်လိုင်းဖက်ကတိတိတတ်တတ်အားတာတဲ့အခြေအနေကိုဂိမ်းချေချအဖြစ်တွန်းပို့နိုင်မှာဖြစ်ပါတယ်။လက်တွေ့ကြကြအကောင့်ထဲပေါ်နိုင်ဖို့အတွက်အကြံပြုချင်တာက ပုဂ္ဂိုလ်အတွင်းမှာပျက်စိတ်တွေလိုပျောက်ကြားစိတ်နဲ့တိုက်ပြီးပင့်ကုအိမ်လိုဝိုင်းပပိတ်ဆို့ချီနောင်တဲ့အနည်းပြပါကိုသုံးသိမ့်ပါတယ်ကျွန်တော်တို့တော်လိုင်းအင်အားစုတွေတုံးတလို့လမ်းကြောင်းတွေဖြတ်တောက်ထားပြီးအစာရေစာပြက်လက်ထောက်ပို့ရေးအူကြီးတွေမရလောက်အောင်အဓိကထားဖြတ်တောက်ဖို့လိုပါတယ် CGM တက်သားတွေကိုမိသားစုဝင်တွေလိုအားပေးကူညီပြီးတော့စစ်ကောက်စီတပ်တွေထဲကနေပြီးတဖြည်းဖြည်းမျက်ရည်စီးဆင်းတယ်လို့ခွတ်ထွက်လောက်အောင်စီရုပ်လို့ရပါတယ်။နောက်ဆုံးအနေနဲ့ဘေးချင်တာကစစ်ကောက်စီကသူတို့ရဲ့ နေပြီးတော့အနိကဆုံးနှလုံးသားမျိုးဖြစ်တဲ့မျိုးလို့တွေနောက်ကိုချိတ်ချောက်ပြီးအားပေးလာမယ်ထိခိုက်လာမယ်ဆိုရင်ဘယ်လိုတုတ်ပြတ်နိုင်မလဲနေချောင်းကနေပုံကျဲတာမျိုးရောဘယ်လိုကာကွယ်နိုင်မလဲပုဂိုးဟာတော်လာရေးအတွက်အပြစ်တက်အဖြစ်ဖြစ်လာနိုင်မလားကျွန်တော်မိတ်ဆွေတွေဘယ်လိုထင်လဲပုဂိုးတိုင်းဟာတော်လာရေးရဲ့စစ်အစိုးတိုက်ရမျိုးတော်တစ်ခုဖြစ်လာနိုင်မလားဆိုတာ comment မှာဆွေးနွေးရေးသားပေးဖို့ကျွန်တော်ဖိတ်ခေါ်ခြင်းပါတယ် ဒီဗီဒီယိုကိုကြိုက်နေတဲ့ဆိုရင် like ပေးခဲ့ပြီးတော့ subscribe လို့ရသေးလဲလုပ်ပေးခဲ့ပါဦးနောက်ထပ်နောက်ထပ်စိတ်ဝင်စားတဲ့ဗီဒီယိုတွေကိုအခုလိုတုံးတက်ပြီးတော့တိတက်တင်ပြီးတော့ဆောင်းလို့ကြည့်ရှုအားပေးကြဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်